ဗဒုမုဒ္ဒရာမြတ်စွာဘုရားကကဘာတသိန်းလုံးကပြောခဲ့တဲ့မိန့်ကြားခဲ့တဲ့စကားဘာဝေဟိဗုဒ္ဓနှုတ်တတိဗုဒ္ဓနှုတ်တတိကိုပွားပါတဲ့ဘာဝနာနမနုဒ္ဒရာဘာဝနာတွေထဲမှာ အမြတ်ဆုံးဘာဝနာဖြစ်ပါတယ်ဧတံတတိံဘာဝရိတ်တော်ဟာနအဲ့ဒီဗုဒ္ဓံတို့တတိဘာဝနာကိုပွားရင်တဲ့ ပူရိယတတိမာနတံကိုဖြစ်ချင်တာတွေအလုံးဖြစ်ပါလိမ့်မယ်ဒီရပွားတော်ကြီးကိုကြည့်ပြီးတော့လက်ဟုတ်ခြိလိုက်တဲ့လူတသိန်းဆိုရင်အဲ့ဒီလက်ဟုတ်ခြိတဲ့လူတသိန်းရဲ့တဏ္ဍာမှာဖြစ်ပွားသွားတဲ့ကုသိုလ်ကောင်းမှုတော့များမနဲ့စဉ်းစားကြည့်လူတသန်းလက်ဟုတ်ခြိထိုတသန်းရဲ့တဏ္ဍာမှာတတင်ကတခဏပဲဖြစ်ဖြစ်စေကုသိုလ်စိတ်တုပ္ပတ္တိဖြစ်သွားတယ်အဲ့ဒီကုသိုလ်စိတ်တုပ္ပတ္တိ အနည်းဆုံးနတ်ပြည်ကိုရောက်စေနိုင်တဲ့သို့မဟုတ်ကောင်းသူတွေတခုကိုရောက်စေနိုင်တဲ့ကုသိုလ်မျိုးတွေပါဒီပြိတ္တမုတ်တရာမြတ်စွာဘုရားကသာအကောင်းဆုံးသောဘာဝနာဖြစ်လို့ပွားပါလို့ပြောတာလားလို့ဆိုမဟုတ်ဘူးကောင်းမမြတ်စွာဘုရား ကိုယ်တိုင်ကဘုရားနုတတိနဲ့ပတ်သက်ပြီးတော့ဟောထားတာလေအများကြီးရှိဘုန်းကြီးတို့တွေဘုရားနုတတိကို ဘာဝနာတွေထဲမှာနော်ပွားများမိဖို့အမတားမှအရေးကြီးတယ်ပေါ့တရားကိုအာရုံပြုတဲ့တတိလေးဘုရားရဲ့ဂုံကိုအာရုံပြုတဲ့တတိလေးအမတားမှတန်ဖိုးရှိတယ်တခြားဘာဝနာတွေပွားတာဟာတစ်ခါကနေကောင်းမြတ်တဲ့အကျိုးတွေဖြစ်ပေါ်နိုင်တာတော့ရှိတယ်နော်သို့သောဗုဒ္ဓံနုတ္တိဆိုတာကြတော့ လောကီကျိုးရောလောကုတ္တရာကျိုးရောအကျိုးအမျိုးစုံဒါကြောင့်မလို့အမျက်ဆုံးသောဘာဝနာဆိုတာဗုဒ္ဓနုတ္တိပဲဘုရားရဲ့နောင်တော်တော်တဲ့မဟာနာမဆိုတဲ့တကွေမင်းတူရှိသူကတကရာကအဲ့မဟာနာမမင်းကြီးကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်တို့အိမ်မှာနေတဲ့အခါကျတော့ အမျိုးမျိုးနေပုံနေနည်းအမျိုးမျိုးနဲ့နေကြတယ်ပေါ့လူတွေဆိုတာအတွေ့အမျိုးမျိုးအကြံအမျိုးမျိုးတော့အမျိုးမျိုးနေကြထိုင်ကြအဲ့ဒါလို့အမျိုးမျိုးနေတဲ့အထဲမဲ့ဘယ်လိုနေရင်ပိုကောင်းမလဲဆိုတော့သစ္စာဘုရားဗုဒ္ဓနုဒတိပွားနေလို့ခေါ်တာပဲအဲ့ဒီမှာပိဋကခါကိုလည်းအဲ့ဒီတိုင်းပဲခေါ်တယ်နံပါတ်1အနေနဲ့ခေါ်တာဗုဒ္ဓနုဒတိပွားပေါ့ အေးမြတ်စွာဘုရားကိုဗုဒ္ဓရဲ့ဂုံကိုအယုံပြုပြီးတော့နေတဲ့ဒါပြင်ဒီပြည့်တို့ဗုဒ္ဓရဲ့ဂုံကိုအယုံပြုပြီးတော့နေဘလို့အကျိုးတွေဖြစ်လာတော့ဆိုတော့ဂုတ္တရာအကျိုးတွေလက်တွေ့အကျိုးတွေကိုကြည့်နော်လောဘနဲ့တော့မတွေးနဲ့ပေါ့ဗုဒ္ဓနုတ္တိပွားပြီးတော့ထိပေါက်ချင်တာတွေပါရတော့မလုံးနဲ့ပေါ့အဲ့တော့ဗုဒ္ဓရဲ့ဂုံကိုပွားပြီးတော့မပြည့်ဘုရားကုံတော့ပွားပြီးဘုရားကိုတတိယနေတဲ့အချိန်မှာ ကိုယ်တဏမှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမာမနတွေလည်းမဖြစ်ဘူးအိတ်တမစ္ဆရိယတွေလည်းမဖြစ်ဘူးဒါသိကြတယ်အေးရာဂဒေါသမောဟတွေမဖြစ်ဘူးဆိုလို့ရှိရင်ကိုယ်စိတ်လေးရဖရားရဲ့အာယုန်ထဲမှာတဖြောင်းတည်းရှိရှိနေသည့်အတွက်ကြောင့်ဣတိပိသောဘဂဝါအရဟံကသဗုဒ္ဓရဲ့ဂုဏ်တွေကိုသိတယ်လို့ ဂုံတော်တစ်ခုစီတပါးစီတပါးစီနှလုံးသွင်းလိုက်တဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးဟာဂုံတော်ထဲမှာနစ်မြုပ်ပြီးတော့ဘာတွေဖြစ်လာဝမ်းသာကြည်နူးတဲ့ပီတိတွေဖြစ်လာဝမ်းမြောက်တာတွေဖြစ်လာတယ်ဝမ်းမြောက်တာဖြစ်လာလို့ရှိရင်ဒီကုလုံးတိမ့်တိမ့်တုံတဲ့ပီတိတွေဖြစ်လာတယ်ပီတိတွေဖြစ်လာလို့ရှိရင်ဘာဖြစ်လာပတ္တတိခန္ဓာကိုယ်ဟာငြိမ်းချမ်းလာတယ်ကိုယ်ရောစိတ်ရောငြိမ်းချမ်းလာတယ် ။ရင်းချောင်းလာတဲ့အခါဘာဖြစ်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေရလာဒါကရှောင်လွဲလို့မရဒီတစ်ခုဖြစ်လာရင်ကျန်တဲ့ဟာတွေဖြစ်လာတယ်။အေဒုက္ခဆိုတဲ့ကိုချမ်းသာမှုစိတ်ချမ်းသာမှုရှိလာပြီဆိုလို့ရှိရင်ဘယ်တရားပဲနှလုံးသွင်းလိုက်သွင်းလိုက်တမာတိဆိုတာပြည်ငြိမ်မှုလေးကလွယ်တကူရလာမှာပဲ။အဲ့ဒီတည်ငြိမ်မှုလေးရလာပြီဆိုတာနဲ့တပြိုင်နက်ဘာဖြစ်လဲ ယထာဘူတညာနာတတနာတဲ့သဘာဝတရားတွေကိုစဉ်းစားပြီးဥလဲလိုက်တာနဲ့တည်းမြိုင်နဲ့မှန်မှန်ကန်ကန်သိတယ်ဆိုတဲ့အသိဉာဏ်တွေရလာနိုင်တယ်ဒါကဘုရားနုတတိကဆက်နွယ်လာတဲ့အမတန်မှတန်ဖိုးရှိတဲ့အကျိုးတရားတဲ့အဲ့ဒီအကျိုးမျိုးမျိုးကိုရမယ်ပေါ့ဘုရားကိုးကွယ်တယ်ဆိုတာအဲ့ဒီလိုဟာမျိုးနဲ့ဘုရားနုတတိပွားရမယ်မြတ်ဆုံးသောဘာဝနာကမြတ်ဆုံးသောအကျိုးကိုရတယ်ဆိုတာအဲ့ဒါ လောကီအကျိုးဆိုတာအမျက်ဆုံးအကျိုးလို့ခေါ်လို့မရဘူး။ရတဲ့အကျိုးလို့ခေါ်လို့မရဘူး။ဘာဖြစ်တော့လောကီအကျိုးတွေကတရင်ကတခဏမြတ်။ဒါကသုံးကဖြစ်လာတာကိုပွားတယ်လို့ခေါ်တာနော်။အေးရနေရင်လည်းပွားလမ်းလျှောက်နေရင်လည်းပွားထိုင်းနေရင်လည်းပွား။အိယာထဲမှာလျောင်းစက်နေတဲ့အချိန်မှလည်းပွားတဲ့နောက်ဆုံးဒီစနေမြစီးပွားရေးလုပ်ငန်းတွေကိုလုပ်နေတယ် အယောင်းဝယ်တွေလှုပ်တယ်။မာလှုပ်ပဲဖြစ်ဖြစ်အလုတ်ကင်လှုပ်နေတယ်။လှုပ်ခိုင်းရင်လည်းပွားတဲ့မြတ်စွာဘုရား။နောက်ကုံကုံပြောတဲ့အခါကျတော့သာသမိတွေနဲ့အတူနေတဲ့အခါလည်းပဲပွားပါလို့ပြောတယ်။ဟောဗုဒ္ဓလုံတတိဆိုဘယ်ချိန်မှဆိုပွားလို့ဒီလိုပြောလို့လာတယ်။ဒီပြင်တရားနဲ့ပတ်သက်ဘုရားဒီလိုဟောတာမရှိဘူးဘာဝနာတဲ့ပါနော်။တခြားဒီအနုတ္တိတွေထဲမှာကြည့် ဗုဒ္ဓနုဒ္ဓတိဓမ္မနုဒ္ဓတိသံဃာနုဒ္ဓတိဒီဟာတွေအကုန်လုံးပွားလို့ရသို့သောဗုဒ္ဓနုဒ္ဓတိကအဓိကဒီလိုပွားဖို့မြတ်စွာဘုရားက